ားလုံးမင်္ဂလာပါကျွန်တော်နာမည်တော့မျိုးမြတ်ပါကျွန်တော်ကတော့ခု STI မှာ Computer Science ကိုယူတာပါလေ Computer Science major ယူတာခုကျွန်တော်တက်နေတာတော့ First Year မှာ Second Sem ရောက်ပြီပေါ့အာကျွန်တော်ကဘာလို့ Computer Science major ယူလဲဆိုတော့အခုခေတ်ကအာ Technology ခေတ်ဖြစ်တဲ့အတွက်အာနောက်ပိုင်း Job Opportunity ကဒီကျွန်တော်အဲ Computer Science နဲ့ပတ်သက်တာတွေပဲဖြစ်လာတာပေါ့လေအဲ့တော့ဒါပြီးတော့ကျွန်တော်မှ trade tool လဲတခြားဝါသနာပါလဲမရှိတော့ဒီ down ကိုရေးဖြစ်ခဲ့တာပေါ့အဲစိတ်ဝင်စားစရာကောင်းလားဆိုတော့လဲ အစားတော့ဒီလိုကျွန်တော်စလေ့လာတော့ကွန်ပျူတာဟိုဘာမှထိတွေ့မှုမရှိဘူးပေါ့ဒီအကြောင်းစသက်တော့အဲဆရာဆရာမတွေကလည်းဒီလိုအဲဒီကအဓိကဖြစ်တဲ့ဒီဆရာနဲ့တစ်ဖက်ကြာ relationship လောကလောက close ဖြစ်တယ်ပေါ့လေလောကလောကဆရာမတွေနဲ့ကြောင်းသားကြမှာလောက strict ဖြစ်နေရလည်းမရှိဘူးအဲ့တော့အာဘာသာတန်ကိုစိတ်ဝင်စားစွာနဲ့သင်ကြားမိတယ်အာ specialize သွားမယ်ဆိုရင်တော့ကျွန်တော်ကအခုချိန်ထိတော့ teacher တော့မဆုံးဖြတ်ရသေးဘူးပေါ့ဘာလို့ဆိုတော့ကျွန်တော်ကဒီ ID fee ကကျေပြတ်တဲ့အတွက်ကျွန်တော်တို့က ီအခုမှကျွန်တော်က foundation အာ first year second sem ပဲရှိသေးတဲ့အတွက်နောက်ထပ်သင်ပြရမယ့်ဟာတွေအများကြီးရှိတဲ့အတွက်အာဒီဟာတွေကိုပဲဆက်ပြီးတော့သင်သင်ကြရမှာဟုတ်ငွေရဲ့ new glow project တွေလုပ်နေတယ်အခုအကြောင်းမှာခုလိုလိုဆက်ရအကြောင်းနဲ့ပြီးတော့အဲ project တစ်ခုလုပ်နေပေါ့အဲ project sustainable ဘိုင်းနဲ့ပတ်သက်တဲ့ဟာကိုပဲ group ဖွဲ့ပြီးတော့အကြောင်းမှာအဲ AI နဲ့ပြန်ပြီးတော့ကိုရီ CSD ဘိုင်းကို AI နဲ့ပြန်ပြီးကုန်တင်ရမယ်ပြီးတော့အခုလိုလိုဆက်အဲ AI project အတွက် training လေးပဲစနေရတယ်